มม่เป็นไรหรอวะทุกท่านที่นี่ชาอุตุมอเย่แป้งใหญ่เลยในเซส่ซเดียวจะพิโยมาพัฒนาเสรไหมไม่เป็นไรหรอวะทุกทานที่นี่อทิตยสามเมียนรอวะมาทิวไลแฮนด์เมียนรอวะ ကိုရဲကိုရဲမြင်ရတာပါအာဥတ္တမဝေပန်းမြန်လေးနေဆက်အိစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့။ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။တတ္တမအာယုံတကယ်ချင်းတယောက်ဤသမီးလို့လည်းပြောလို့ရသည်။ ျွန်တော်ဒူမဟုလည်းဇုံနိုင်တော့ကောင်မလေးတယောက်အကြောင်းပြောချင်ပါသည် သူဖခင်ကကျွန်တော်တငယ်ချင်းအင်ဂျင်နီယာဖြစ်ပြီးသူမိခင်ကကျွန်တော်နှမဝန်ခွဲတော်ဆက်ကဆရာဝန်ဖြစ်သည်မိဘအများကပညာတတ်များဖြစ်သောကြောင့်ကလေးမကတဘာဝအလျောက်ចောင်းစာတော်သည် မျိုးရိုးပီစာပါပါသည်ဟုဆိုရမည်တဆက်တည်းမှာပင်တငယ်မကပညာလူလာသောဉာဏ်ပါလာသည်ပင်ကိုပီစာကစူးစမ်းနိုးကြသည် ကျောင်းစာရော ပြင်ပစာမှာပါလောဘကောင်ကလေးကြီးသည်ဒီကြားရမိပါကလိုအပ်သည့်ထက်ပိုပြီးတမိကိုပညာတတ်စေခြင်းနေပြန်သည်ကလေးမသည်ခုနှစ်ခါ9တန်းရောက်နေပါပြီမူလာတန်းမှာအခုတတမာတန်းရောက်ပြီးသည့်အထိနှစ်တိုင်းကျူရှင်ပေးသည်ဘာသာစုံအတန်းကျူရှင်ရောဝိုင်းရောအပြင်မှာပါအိမ်မှာပါဆရာခေါ်တင်သေးသည်တမိနှင့်အတူစားချက်ဖို့တငယ်ချင်းကလေး၃ယောက်ကို အိမ်ချိန်မှခေါ်ယူကျွေးမွေးပြီးလေ့ကျင့်စီသည်ဒီကြတဲ့စာချက်ပြက်လင်ရိုက်ချင်ချင်ဒီမြလောက်ကျွန်တော်ကပြောပြလင်မင်းတော့လှကြည်လာဟုထင်ကောင်းပြင်ကြမည်ကျွန်တော်စကားကိုယုံလိုက်ပြီးပဲထားကြပါစို့ဒီလောက်ကျောင်းပညာရေးမှာအလေးပေးလို့လင်ပြင်ပစာပေကိစ္စကိုထုံးစံတိုင်းထိန်းကွက်ကြပြီးမှာပေါ့ဟုဆိုစရာရှိသည်မဟုတ်ရရောပါပြင်ပဘုဒ္ဓစာပေတွေတောင်မှာက ရုပ်မြစသောပျော်ပန့်စာပေများကိုလည်းဖတ်စီပါသည်ကျွန်တော်ထံမကြာခဏဖုံးဆက်ပြီးတမိတွေဘာသာအုပ်ကလေးဖတ်ခန်းရင်ကောင်းမလဲဟုတကူးတကန့်အမေးပြူတတ်လေသည်သူ့တမိရေသောကြပြတထွားတညုံများကိုလည်းမိတူကူပြီးပေးပို့သည်ဝေဖန်ချက်ထောက်ခံချက်တောင်းသည်ဂိုင်းယုံနာမယုံနာပထားလို့ထိုလိုကလေးမျိုးရှိမည်ထိုလိုမိဘမျိုးရှိသည်ဟုပဲဆိုကြပါစို့အဲ့လောက်အားတက်စရာကောင်းသနည်းဂုံပြူကျင်စရာကောင်းသနည်းအတူယူပွဲ အားကြောင့်ပဲမဟုတ်ပါလားသူနာမည်မိဖူထားလိုက်ကြပါစို့ပြီးခဲ့တဲ့ခုနှစ်တန်းဆောင်မီဝဲကြီးမကျင်းပါမီတလလလုံးမှာသူတို့မိသားစုအိမ်ရောက်ချလာသည်ကလေးမကိုအနိကဘာသာစုံလိုရင်းတူရှင်းမိ мян လို့တော့ကြောင်းနဲ့ကျွန်တော်ကတော့မိတ်ဆွေကျူရှင်ဆရာတွေအလွန်ပေါ့မြင်ဖို့လားကျွန်တော်ကလည်းဒီလိုလောဘမျိုးတော့ကြီးကျင်တယ်လို့ကြီးပေးစီ ဓာရုခော်သည်တန်စီလွန်ပေးမဖြစ်အောင်တော့ဖြင့်ဆိုရပြုရသည်ပေါ့လေဒီလိုနှင့်ကျူရှင်ဆရာတွေရွေးချယ်ကြသည်ကျူထဲတွင်ကျွန်တော်နှင့်မရင်းနှီးသောနာမည်များမကြောက်ဘူးသောကျူရှင်ဆရာဆရာတစ်ချိန်ပါလာတော့သည်ကျူရှင်ဆရာတယောက်စီရင်ပါလာသည်ဘာသာရက်နှင့်ဆရာနာမည်ကိုစာဖတ်သူအားမပြောတော့ပါ ဆရာကျွတ်ချေးဟူသာမှတ်လိုက်ကြပါတော့သူဆရာကျွတ်ချေးကိစ္စရောက်တော့လင်မယားစကားအခြေတင်ဖြစ်တော်သည်အာနာဆရာကောင်းမှာပေါ့တဲ့မရသေးကပက်ဆံပေးတာပဲတဲ့လင်သေးကစာဖတ်သူနားရှင်းအောင်ပြောရရင်မိဖြူခုနှစ်တန်းစတဲ့ကလေးကသူဆရာထံမှာကြိုရှင်ယူဖို့သည်တင်နန်းကာလကုန်သည်အထိအဲ့တော့ဆောဆောကပြောသလိုပညာလောဘကြီးသော သူတို့နှင့်သမီးကသူ့ဘာသာရပ်ကိုစာမေးပွဲအနည်းကပ် မေးခြင်းမြန်းခြင်းသည်မတိရာလေးတွေချက်ပြီးမေးခြင်းသည်ဒီတော့ဆရာကျွက်ချေးတန်သူတို့သွားကြသည်ဆရာရဲ့ဒါလေးတွေနားမရှင်းဘူးဒါလေးတွေတော့ဖြင့်ဘယ်လိုချက်ရမလဲစသည်ဖြင့်ပေါ့လေသူကဆရာကျွက်ချေးကဒါလေးများတရက်အိမ်လာခဲ့ရှင်းပြပေးမယ်အဲတခုတော့ရှိတယ်တလားကစားပေးရမယ်တဲ့သူကြောင့်ထက်ပါတိုင်းလေးများနှစ်ယောက်ချီးကြပြောဆိုဖြစ်ကြသွားခြင်းဖြစ်လေသည် ကြားတဲ့ကကျွန်တော်မှတော့အော်ဒီလိုဆရာမျိုးလည်းရှိပါသေးလားကျွန်တော်တို့ငယ်ငယ်ကအချောင်းဆရာတွေလိုပဲ့ပြင်းဆုံးမှပါတုံတင်ရလင်ဗနက်ဆာများတောင်းမလဲမသိဘူရွေသာတက်ပြင်းချရလေတော့သည်ဒီကိစ္စကဒီတွင်ပြီးပါပြီဖြစ်မလာခဲ့ပြီရင်လေးဆရာကောင်းတော်ဆရာတပည့်ဆက်ဆံရင်ရင်ကျဲမှုအတွက်ပါထိခိုက်ဆရာပေါ်လာသည်မနေ့ကကျွန်တော်တငယ်ချင်းအင်ဂျင်နီယာမိဖြူဖြေချံကျွန်တော်သွားသည်ဆရာကတော်ဘဲသွားရင်သူ့ကိုဝင်ခေါ်ခြင်းဖြစ်သည် ျွန်တော်တို့ငယ်ဆရာများကိုဥချကြတော့ပြီးပစ္စည်းပစ္စည်းများကိုထောက်ပံ့ရန်ဖြစ်သည်သူအိမ်ရောက်လို့နှစ်ယောက်သားတတ်တတ်ရရဲ့အဝင်စားများနဲ့လက်ဆောင်ပစ္စည်းများတဲပို့ပြီးကားပေါ်တက်တော့မိဖြူကအနားလာရပြီးပြောသည်ဖေးစည်းတို့ကလည်းဆရာကြတော့ဝဲလောက်ကြတာစတိုင်တစ်မျိုးဖြစ်နေပြီဟိုနေရာကတော့ဒီနေရာကတော့ ਨੇ ပြီးခဲ့တဲ့လတွင်မေမေလဲဆရာကြောဝဲပြီးသွားပြီသွားပြီးသွားပြီမပြီးနိုင်ကြတော့ဘူးလားပတ်စံပြီးလိုက်ရင်ပြီးတာပဲတဲ့ မိဖြူပြောဆိုနေပုံမှာတယောတော်တော်မဟုတ်ပါဆန့်ကျင်ကန့်ကွက်နေတာလည်းမဟုတ်ပါသူနဲ့မဆိုင်သောကိစ္စကိုဗာတိပါတာပြောချလိုက်ခြင်းသာဖြစ်မှန်းသိသားလာသည်တတမဒံချောင်းသူနေတယောက်ဤယူသားပွင့်လင်းသောစကားမြတ်သာဖြစ်သည်သို့သောသူစကားပြောပြဖို့အရင်ခံသောနှလုံးသားအုံနှောက်တွင်မူကြက်ချီရောနေပြီမှာတေချာလာသည်ဒါရတာလေးဖတ်ပြီးတကု တာပြီးစဉ်းစားမိတာကဟိုအချိန်တန်လို့စာမကြံ့ရင်တော့ရိုက်တာတွေပါဖြစ်တယ်ဆိုအဲ့ဒါတော့မဟုတ်သေးဘူးပေါ့နော်ဒီရိုက်မိပါတွေကလောဘတကြီးနဲ့ကိုသားသမီးကိုပြုမှုပြင်မဲ့လဲပေါ့မိသားသမီးကမလိုချင်တဲ့အခါမျိုးမှာမလိုချင်ဘူးဆိုတာသူနဲ့ထိုက်တန်တဲ့အရာထက်ပိုပြီးသူကမလိုချင်နေဘူးတခြားအရာကိုလိုချင်နေဆိုရင်တော့လေ အတင်းကျပ်လောက်ဆရာကြောင်းမရှိဘူးလို့ထင်တော့ရပေါ့နော်။တော့မိဘတွေဘက်ကဆိုင်မပုံမှန်လောက်တဲ့အထိကြတော့သားသမီးကိုပုံသွင်းလို့ရကြပါတယ်ပေါ့နော်။သူကတော့လောက်ထင်ပါတယ်။ဟိုဆရာဆရာသူသူမောင်ပြောချင်တာတော့ဟိုဆရာချွတ်ချီကြောင်းနဲ့ကလေးမလေးရဲ့အတွေ့မှားသွားတာပေါ့နော်။ပတ်သက်ပြီးပညာဝယ်လို့ရတယ်ဆိုရ ဆရာဝယ်လို့ရတယ်ဆိုတော့ပုံစံလေးဖြစ်တာအဲ့ဒါတကူကတော့စိတ်ကောင်းဖြစ်စရာကောင်းပါတယ်ခုံခုံဆိုတာတင်မဖြစ်ထန်ရသောခွေးချီကလထိုင်းဒါရီကိုလည်းပြောလို့ရသည်လက်တင်ရသောပစ္စည်းတင်အပ်သောဇပွဲအဲဇပွဲကိုလည်းတုံးလို့ရသည်တိကျကိစ္စမရှိပါကခုံဟုပင်အလွတ်တဘောပြောတတ်ကြသည်ဟဲ့ခုံယူလိုက်စမ်းဟု လူကြီးသူမတို့ပြောဆိုခိုင်းစေတတ်ကြရာတွင်ကျွန်တော်တို့ကလည်းလက်ညှိုးညွှန်ရာကလထိုင်းခွေးချီစပွဲတကူကူကိုယူပေးရမယ်နားလည်ပြီးသားငယ်စဉ်ကျောင်းနေရွယ်အတန်းတဲ့ကုတ်ခုံင်းကိုထမ်းရတာအလွန်သဘောကျသည်ဆရာနဲ့နီးချင်းဝေးချင်းကတော့ပညာသင်လို့စိတ်ဝင်စားခြင်းမဝင်စားခြင်းပေါ်မှာမူတည်တာပေါ့ဘာပဲဖြစ်ဖြစ်ကုတ်ခုံင်းကိုဖြစ်လာတော့ကထိုးဖင်းတနေရာစားကလေးသည်ငယ်ဘဝ၌အလွန်မြတ်နိုးဝယ်ဖြစ်ခဲ့ရလေသည် တန်းကျောင်းမှာဖြစ်တော့ကြောင့်စီကန်းတကြနေရအသေးရခဲ့သည်ဒါတောင်ကျောင်းသားအစ်တရောက်လာလို့အိမ်မာတော့ကောတဲ့ကျွန်တော်မိဘများသည်အထူးသဖြင့်မိကြီးမိတွေများသည်ရှေးရုံနဲ့ဆန်သည်မိသားစုဓမင်းဝိုင်းကိုစနေတကြထားသည်အချိန်မှစားတော့စီသည်ညီကိုတစုတစ်ပြိုင်တည်းဝိုင်းခွဲစားတော့ရသည်ကိုနေရာနေကိုဖြစ်သည်အိမ်ကဓမင်းစပွဲကရှေးမြန်မာပုံစံဖြစ်သည်ကျမ်းမော်ဖျားခင်းပြီးဝိုင်းထိုင်စားရသောအမျိုးအစားဖြစ်သည် ထဝိုင်းထိုင်မှာပင်ဝိုင်းထိုင်စားရထိုင်ဝိုင်းမှာပင်ကျွန်တော်တို့ညီကိုတွေတစ်ချက်တစ်ချက်ဖြစ်သည့်အထူးသဖြင့်နေရာမဲ့တော့ကျွန်တော်ကဒီပွဲစားတာဖြစ်သည်เจ้าကပေးတော့အိမ်စားကိုတော့ကိုယ်စွဲနဲ့ကိုယ်ကလထိုင်ဖြင့်အဖေကစီစဉ်ပေးခဲ့သည်အတန်းနဲ့အသက်ရွယ်လိုက်ပါလေဒီလိုဖြင့်ကိစ္စပြီးရော်တယ်လားမဟုတ်ပေကိုနေရာကိုမဲ့တော့ကျွန်တော်ဒီအကုန်နဲ့ညီများဤနေရာတွေကိုလည်း လက်လျင်လက်တလုံးဝင်ထိုင်တတ်သည်သူတို့ဇပွဲတွေကတန့်ရှင်းတက်ရတာကိုကျွန်တော်ဇပွဲပေါ်မှာကအကြောင်းစာအုပ်ပြင်ကစားစရာများတန်တို့မဲနာများကလည်းရှိနေသေးသည်မဟုတ်လားဒီတော့လည်းပြဿနာဖြစ်ရတော့တာပေါ့ဒါပေမဲ့ကျွန်တော်စာရေးဇပွဲနေကလထိုင်များကိုသူတို့တကတလေမလွဲတာယူသုံးပြီးဆိုရင်ကျွန်တော်ဆက်ဆက်ခါနာတော့သည်ဆက်မှုကြောင်းရောက်တော့ထက်တန်းဆိုပေမဲ့တက်လို့မှကဲတော့ပင်တင်ကြရသည် စာတွေရောလက်တွေရောပါနေရာဒီတခြားမထားပြီ စည်းကမ်းမတက်မှတ်တော့လဲကိုဘာသာကိုနေရာယူတတ်ကြသည်ဒီမှာလဲကျွန်တော်ဒီကိုစပွဲကိုကလထိုင်းကိုပဲအမြဲရယူနိုင်ဖို့ကြိုးစားခဲ့သည်စောစောစီးစီးနေရာဦးချင်းရော ပြည့်စည်တကူကူကြိုးချထားခြင်းဖြင့်ပါပဒမာနီကိုတုံးခဲ့သည်စပွဲပေါ်တွင်အသည်းမှာများဆိုင်နေပုံစသည့်ရုပ်ပုံများချစ်ဆွဲပြီးလက်မှတ်ထိုးထားတတ်သည်တက္ကတရံမတက်သားလို့ကျွန်တော်ကမှအခြားကြောင်းသားလာပြီးအလုံးလုံးနေလင်းတငယ်ချင်းချင်းမင်မဲကျွန်တော်အမနာချက်ချင်းဖယ်ခန်းလိုက်သည်သာ လုပ်ငန်းခွင်တော်ဝင်တော့ကကျွန်တော်ကတက်သည့်ပညာဖြင့်လောက်ကိုင်းစားတော့မရခဲ့ပြီ။သိကြသည့်အတိုင်းအမှုပညာတဲ့ဖြစ်လာသည်။ရုံသုံးဇပွဲကလည်းတိုင်းကျွန်တော်တို့အတွက်မလိုအပ်ပေ။အဖေလုပ်ငန်းများလုပ်ရန်အဖေဇပွဲကိုသာတောင်းခဲ့ရသည်။စာရေးတော်ရောတဲ့ပြောလင်ရုံမှမဟုတ်ဒီကနေ့အထိကျွန်တော်မှာစာရေးဇပွဲမရှိခဲ့ဘူးပါ။ကျွန်တော်ဖခင်အတူယူပြီးဘေးရင်ကုန်ကလေးဖြင့်သာစာရေးဆရာဘုရားရောက်ခဲ့ရသည်။ယခုနောက်ပိုင်း မှန်ပြားတစ်ချက်နဲ့ဝါဘလက်ကလတ်တိုင်းတလုံးရှိနေလေလုံလောက်နေပြီ။ရွေလျားဇဝဲကလတ်တိုင်းမိုးရွာလင်းဆင်ဝဲအောင်မှာနေသားလင်းမကြီးပင်ရဲ့ဒလော့စီကတော့ဟိုးငယ်ငယ်ဝါလုံးနှန်းကတုံးနေတော့ဇဝဲကလတ်တိုင်းတွဲရက်ခောက်ခုံကလေးကိုရောင်ထဲမှာပြန်တွေ့သည်ဝန်းတာလိုက်ကြအိယာပေးယူချထားပြီးအိယာဝင်ဖို့အိယာဝင်ဖတ်ဖို့စာအုပ်တွေတင်ထားလိုက်တော့သည်သူခခုံလေးကိုတမိငယ်ကတစ်ပင်အောင်မှသွားပြီးအင်စာတွေလှုပ်ချင်လို့တောင်းတော့နှမျောမိသေးသည် ဟဲ့ဒီကုန်းကအဖေမြေဦးရရင်ကြောင်းစာလုပ်ဖို့တော့ရိုးရိုးသေးသေးတုံးဟုမနလိုဝင်တို့စကားဆိုပြီးအောင်ဆိုလိုက်မိသေးသည်နနေတိုင်းညီကိုယူပါဤလက်ဖေးဆိုင်မှာထိုင်ခဲ့တာနှစ်ပေါင်းမနည်းတော့ပြီကိုယူပါဤငွေရှင်းဆက်ပွဲနှင့်အနီးဆုံးဝိုင်းမှာနေရာယူပါသည်တန်တကားပေါင်ကိုကြောပြီးမိထားရသောထိုင်ကုန်ပင်ဖြစ်ပါသည်ဘာမှထူးခြားမှုမရှိတော့လဲထူပိုင်းထူခုံမှာပင်ထိုင်လာခဲ့တာနှစ်ပေါင်းမနည်းတော့ပြီကျွန်တော်တို့ဝိုင်းမှာကကျွန်တော် ကျွန်တော်ဝဲဘက်မှာကရောက်ဖားဆရာဝင်သူ့ဝဲဘက်မှာကမြတ်မထီးဆက်ရုံမှာအရာရှိ သူ့ဘေးကြတော့ဘောလုံးတိုင်းလူကြီးဒါလူကြီးယူဝဲဘက်ကျွန်တော်ညာဘက်ကြပြန်တော့သူကရမ်းမီရပါလူကြီးတူဒါကကျွန်တော်တို့တနက်ခင်းဝိုင်းကျွန်တော်တို့နေရာကျွန်တော်တို့ဤခုံထိုးစီစဉ်တိုင်းဝိုင်းတိုင်းလာခဲ့ကြသည်မှာနှစ်ပေါင်းမနည်းတော့ပါဆိုင်းရှင်ကိုယူပါရခါရကရောဆိုင်းရှင်ကိုယူပါကရောကျွန်တော်တို့ကပါအလိုလိုစီကံ တတ်မှတ်ထားပြီးသလိုဖြစ်နေပါပြီ။အခြားစားသုံးသူများမရှိရင်ထိုထိုင်ကုန်များပါပင်ကိုနေရာကိုထိုင်ကုန်ကိုထိုင်ကြမည်။အဲတဝိုင်းလုံးလူမစုံရင်သူနေရာကိုထိုင်စရာမျိုးမရှိလူတီကုန်ကိုဒီတိုင်းဗလာထားခဲ့သည်။ကုန်ကုန်ပြောကြချင်းတဝိုင်းလုံးမှာတယောက်တည်းရှိနေသည့်ခါမှာပင်ကိုခုံမှာပင် ကိုထိုင်နေခဲ့သည်။ကျန်လူများလည်းဒီတိုင်းပင်တကတရားစားသုံးသူစစ်စစ်တယောက်တည်းများကျွန်တော်ကမှဝင်းထိုင်နေတာနဲ့ကြုံရင်း အမင်းနာကပ်ပြီးအလကားနေ စိတ်တိုးနေတတ်သေးသည်ထူးခြားတာတကူပြောပြခြင်းသည်ကိုညုံမောင်းဆိုရာရှိသည် သူကလက်ဖြစ်ဆိုင်သို့အစောဆုံးရောက်သူဖြစ်သည်ဆိုင်မဖွင့်မိကပင် သူကရောက်နေတတ်သည်ကျုံရနေရာမှာထိုင်သည်သို့သောကျွန်တော်တို့ဝိုင်းမှာတယောက်ယောက်ရောက်လာရင်သူကကန့်လျက်ခုံမှာလာထိုင်သည်ပရိတန်နာရစကားပြောသည်တို့ရှိစဉ်ကျွန်တော်တို့ဝိုင်းမှာခုံရှင်တယောက်ရောက်လာပြီဆိုတော့သူထိုင်နေမိသည့်ခုံကလည်းသူရောက်လာသူဤခုံဖြစ်သည်ဆိုပါစို့ ူကချက်ချင်းခုံပြောင်းသည်ဒီလိုပဲနောက်တစ်ယောက်ရောက်လာလဲချက်ပြီးနေရွှေ့ပေးသည်လင်းလင်းဆာဆာနေမင်းရောက်လာသူခက်လန်းလန်းကလေးကနေရဖယ်ပေးဖို့အသင့်ပြင်ပြီးဖြစ်နေပါသည်ကျွန်တော်တို့ဝိုင်းလူမပြည့်မချင်းတော့သူကတကုံကုံမှထိုင်ပြီးပြောသည်မစကားတိုင်းနားထောင်ပေးသည်စကားတိုင်းမပြောပေကျွန်တော်တို့ဝိုင်းလူပြည့်ပြီးဆိုရင်ကိုညုံမသည်အခြားခုံတို့တစ်ခုကိုသွားဆွဲယူပြီးဝိုင်းပြီးမလန်းမကန်မှထိုင်တော့သည်တက္ကသားကတော့ကျွန်တော်ကဘက်နဲ့ကိုညုံမ ငယ်တော့ကရောရီးစားတွေဒီလိုပဲရှောင်ဖက်ပေးတာပဲလားဟုမေးတော့ကသူကရိုးရိုးကြီးပဲပြောပါသည်ကိုညုံမောင်ကအခုထိလူပြိုကြီးတငယ်ချင်းကောင်းရောက်မှလို့လေကျွန်တော်မှာမျိုးသမီးမိတ်ဆွေတယောက်ရှိပါတယ်မိတ်ဆွေအမျိုးသမီးဟုခေါ်သူကပို၍တဘာဝကြပါလိမ့်မယ်သူနဲ့ကျွန်တော်အိမ်တောင်တဲ့ဘဝကိုစီရကြမှာစတင်ခင်မင်းရကြတော့ကြောင့်ဖြစ်သည် ဇီးအားချပြီးပြောရရင်မိษွေတို့ဝတ်တရားတယောက်တယောက်အကူအညီပေးကြရနိုင်သူကအချိန်အရအတွက်ပုံများပါသည်ပြောရရင်ဘလို့အပ်ပါပဲလေလေသူစိတ်ကူးတရားဖြစ်လျင်အလိုအလျောက်အကူအညီတတ်သူဖြစ်သည်ကျွန်တော်ကလိုအပ်လို့မှမှအကူအညီတောင်းတတ်သူဖြစ်လျာသူ့ဘက်ကတာဝန်ကျေလွန်းတော့အနေခဲ့ရသည်ကျွန်တော်မှမလိုအပ်ဘဲကူညီရတယ်ခဏခဏပြီးတော့လဲစိတ်တူရသည်အထူးပင်ဖြစ်ရသည်ဥပမာရုံးပြင်ကနာကိစ္စမျိုးမတော်တဆသူ့ရှိပြောမြင်ရင် ထိုကိစ္စအတွက်ရုံးသူသွားတော့ကထိုရရှိချင်သူကကြိုတင်အကြောင်းကြားပြီးဖြစ်နေတာမျိုးကြုံရသည်သူ့မှာကအပေါင်းတင်အလွန်များလေသည်ကျွန်တော်လူလူချက်ပင်သူကပိုးနေသည်သူ့ဘက်ကကျွန်တော်ထံအကူအညီတောင်းတာလွန်နေတဲ့ပြင် အလိုလိုအားနာနေရသည်ကြွေးတင်နေတဲ့ကဲ့သို့ခံစားရသည်ထို့ကြောင့်သူ့မှာတစုံတရာအကူအညီလိုအပ်နေပြီဆိုရင်ကျွန်တော်ကမပြစ်မနေမဆိုင်မတွအကူအညီရသည်ခက်တာကသူကောင်းတောင်းတော့အကူအညီမျိုးမှာကျွန်တော်ဖို့အသေးအဖွဲ ဖြစ်နေတယ်လွန်ချင်းမင်း တဘောမှာကျွန်တော်မျက်နှာကျွန်တော်လုံငယ်အဲကျွန်တော်ကိုယ်တိုင်လှုပ်ပြီးမှရတဲ့တော့အကူအညီမျိုးမဟုတ်ပဲသူ့ဘာသာသူလှုပ်လာရင်တော့မဟုတ်ကျွန်တော်ဇနီးလှုပ်ပြီးလာရုံဖြင့်ပြီးနိုင်သောကိစ္စမျိုးကိုကျွန်တော်လှုပ်ပြီးမှဂျီနတ်တက်ခြင်းမျိုးပင်ဖြစ်နေသည်အဆိုရဆုံးမှာသူသည်ကျွန်တော်ဝါသနာမပါသောရူရကိစ္စများတွင်ကျွန်တော်ကိုစွန့်ဆွဲခေါ်ရသောမျက်နှာပြအကူအညီမျိုးကိုတောင်းခြင်းဖြစ်သည်ရူရဆိုဒီမှာမြန်မာရူရမဟုတ်ပါသူတို့မိသားစုနှင့်ဆိုင်သောပိုးပွားစဉ်ဆက်ရူရကိစ္စများဖြစ်သည် ေရင်ရေရာကိစ္စနှက်ပွဲဘိုးတော်ဘွားတော်ပြာကိစ္စစသဖြင့်ဖြစ်ပါသည်ထိုကိစ္စမျိုးပေါ်တိုင်းသူကကျွန်တော်ကိုမော်တော်ကားအကူကြီးတောင်းတက်သည်ကျွန်တော်နှင့်တွဲသွားတွဲလာလောက်ပြခြင်းသည်ကျွန်တော်မှာထိုကားမျိုးတွင်အားမျိုးမျိုးပြပြီးဆယ်ကရန်တစ်ခါဖြစ်အောင်ရှောင်းတိုင်းရသည်မှာအမောပင်စိတ်တမ်းမကောင်းအော်သူခင်ဗျာငါမျက်နှာပြစီခြင်းနာငါမလဲဒီအတွက်ပဲ့ပါသွားတာမှမဟုတ်ဘဲဟူ၍ဖြစ်ရသည် ထို့တိုင်းပင်သူနှင့်ကျွန်တော်ပတ်သက်သည့်ဘာသာရေးနာရေးကိစ္စများကြုံတိုင်းကျွန်တော်ကိုတူသားဖို့ခေါ်ရသည်ကျွန်တော်ကမော်တော်ကားမအားဟုအကြောင်းပြလင်သူကားပြင်ဝင်ခေါ်သည် သူယောက်ျားပါသည်ဖြစ်စေမပါသည်ဖြစ်စေဖြစ်သည် သူ့လိုပေါင်းသင်းများသူဖို့အလိုမင်္ဂလာဆောင်နှင့်အတူပါဆိုတာတစ်လပတ်နှစ်ချင်းရှိမည်ဆိုတာစဉ်းစားသာကြည့်ကြပါတော့သို့တော့ပွဲတိုင်းပွဲတိုင်းတော့ကျွန်တော်ကိုမျက်နာပြအခုညီမတောင်းတက်ရှာပါတနည်းလင်း ်အလိုမင်္ဂလာ50ဝန်းနဲ့အတုဘ3ချိန်နောက်တော့ကျွန်တော်ကိုဖော်ဆက်တတ်သည်အလိုမင်္ဂလာဆောင်မှာတေးပြီဆိုပေးရတာမျိုးကြတော့ကျွန်တော်ကမငင်းပေအခုညီပေးရရောက်တဲ့ဖြင့်သူမျက်နာရစေပါသည်အတုဘကိုတော့တန်နိုင်သမျှရှောင်ပါသည်ကျွန်တော်မျက်နှာဒီဘဟုတ်တော့အတုဘမျိုးကိုအဖယ်မျက်နာနဲ့ကျွန်တော်တွေ့ရပါမည်နီတလောကသူကဖုံးဆက်ပြီးချိန်သည်တို့လင်မြအတုဘတို့သွားမှာမို့ကျွန်တော်တို့လင်မြပါလိုက်ခဲ့ပါရင်တဲ့ တ်သူပါရှင်နာမည်ပေးလိုက်တော့ကျွန်တော်နဲ့ပတ်သက်နေသူမှုဝန်တာအာရလက်ခံလိုက်သည်ကျွန်တော်မသိလိုက်တော့ကိစ္စဖြစ်နေတဲ့ဖြင့်ကျေးဇူးတင်ရသည်တို့နဲ့သူတို့ကားဖြင့်ပင်ဝင်းခေါ်ရမှာရသည်အေးပုံတခြားအလောက်ရှိနေတာကြောင့်ကျွန်တော်တယောက်တည်းလိုက်သွားရသည် ထုံးစံတိုင်းပါပဲအတူပါရှင်နေကိုအားပေးတရားပေးမိတ်ဆွေတင်ကားများနဲ့အလာပါကလာပါပြောသူကလည်းထုံးစံတိုင်းဒါကကိုသူမောင်လေးဟုမိတ်ဆက်ပေးတိတူရောမတိတူရောအဲ အပြန်ကြောင်းကကျွန်တော်ခံရတော့ဒီဂိုဘလာကြီးခဏလေးတော့ကာရီဝေဝင်စည်းခြင်းလို့တဲ့မကြပါဘူးကျမတို့တငယ်ချင်းဆိုင်မှာဟုဆိုတဲ့ဖြင့်စိတ်တော်လူလူရှော့ချပြရသည်တကယ်လဲရေစေးစီတိုးဆောင်ရောက်တော့သူကားကိုချက်ချင်းဦးစားပေးပြီးရေစေးသည်ကျွန်တော်နဲ့ဆိုင်ရှင်ကိုမိတ်ဆက်ပေးပြန်တဲ့ဖြင့်ချိုရေပင်တောက်လိုက်ရသည်မင်းသားကြီးကလည်းရေစေးစီတိုးလာလို့ပါမေတ္တာနဲ့ကူညီပါမယ်ဆိုသည့်ပရိသတ်နာရပင်ရလိုက်သေးသည် ိစားပြီးလို့ပြန်ထွက်လာကြတော့နောက်တစ်မျိုးစာပြန်ပြီးကုပလာကြီးရဲ့ခနာလေးနော်အဝတ်စားတွေကိုလောက်ဒရီဝင်ပို့ချင်လို့တငယ်ချင်းဆိုင်မှာတဲ့အိမ်မှာဝတ်ရောစံရှိဘူးလားနင်းနေတော့စိတ်မရှိတဲ့ပါသွားသည်ရှိတော့ရှိပါတယ်ဒီဝတ်တွေကအတုပပြန်မို့အိမ်မှာမလျှော်ချင်ဘူးတခြားဝိတ်တွေနဲ့ရောမလျှော်ခြင်းမှုလေတဲ့ဗျာဒီတော့မှကျွန်တော်သဘောပေါက်တော့သည်စွန်စွန်ကသူ့မော်တော်ကရေဝင်းစေးသည့်ကိစ္စကလည်းဒါကြောင့်ကို အခုတော့ကားတယ်မကအဝတ်စားပါလောင်ဒရီမှာတကူးတကန့် shop ဖြစ်တည်ဆိုတော့လွန်လုံးမီဟုကျွန်တော်ထင်သည်သူဒီကျွန်တော်တကယ်ချင်းဆိုရင်ကျွန်တော်ပိတ်ပြီးပြောမိမှာအခုတော့မိတ်ဆွေဆင်ဆိုတော့အာနာရသည်သို့တော့တခုခုတော့ကတိကအဖြစ်အောင်လောက်ချင်နေသည်ကျွန်တော်ကဖြတ်ထုတ်ညံကောင်းသူဖြစ်တယ်လို့ကျွန်တော်လမ်းကြုံလို့လိုက်တော့ကိစ္စများသည်လဲအလွမ်းတင့်နေသက်သည်ကကံပါလာတတ်သည်ယခုလည်းတိုင်းပေါ်ခဲ့သည့်အတုပနာမည်ကတော့အမီနာ ျွန်တော်ငယ်စဉ်ကအမိကျောင်းသွားချိန်ကနို့စာလင်ကြားပြတ်နို့တိုက်ပြီးတော့ကိုရတဲ့အိန္ဒိယမျိုးသမီးကြီးတယောက်ရှိခဲ့ဘူးဒီထိုကျောင်းကိုလည်းဝိတုရေးဘူးဒီနို့တိုင်အမိကလည်းအမိနာပဲသူကတော့ကွယ်လွန်ခဲ့ရှာပြီးသူ့သမီးချန်ရေးခဲ့သည်ကျွန်တော်နဲ့ရွယ်တူတောင်အောက်ကလာပါဖုန်တော်ကြီးကျောင်းတကျောင်းနေခိုးကပ်နေပြီးဝေယဝိဆလောက်ရင်လမ်းပြေးစီရောက်သူဖြတ်ခနဲတတိယလိုက်သည့်အခွက်ကလည်းဝင်သွားသည်ဒါနပြူရလည်းရောက်သည် ထို့ကြောင့်ထိုအကြောင်းကိုမစီမဆိုင်ကျွန်တော်ကပြောလိုက်သည်ဒီတော့လဲချက်ဆိုနကွက်ကမိတောက်တော့ကျွန်တော်မိတ်ဆွေမျိုးသမီးကအာဒါဆိုဒီဝင်စားတွေသူ့စီတပါးနဲ့ဝင်းထူလိုက်မယ်လမ်းသာပြပေးသူစကားကြာရတော့အင်းသူခဏခဏအတူပါသွားပါစီဟုဆုတောင်းမိပြန်သည်အ ਨੇ ဆုံးသူနှင့်နီးစပ်သည်မရှိစင်ရသားတွေကိုသူပေးကမ်းတက်လာလိမ့်မည်ရှာဥတုမောင်ရဲ့ပန်းမြိုင်လေးနဲ့ဆက်ကတော့ဒီမှာပဲဆုံးသက်သွားပြီဖြစ်ပါတယ် နောက်ထပ်လည်းဆရာရဲ့စာကောင်းလေးများကို တင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တော့။ကိုပါဆောင်မတင်စာမောင်။မရွှေစင်ကြည်ဘူးမချူလာဟန်နီဦးဝင်းမင်းမင်းလွယ်မရွှေ sorry ကိုရွှေကြောင်းအင်းရွှေပိုင်ပိုင်တို့ရင်မရီတက်ခေါ်ခြင်းနေ။မချူလာဟန်နီကိုပါဆောင်မချစ်ချင်းမွေးအမညာဝီဒီယိုစား မန်းရွယ်ရင်ဦးဝင်းကိုပါတော့ဦးဝင်းမန်းရွယ်ရင်ကိုရွှေညောင်းမတင်ကြမှာကိုပါတော့မားရွှေစင်ချီဗျူမမဆဆကောင်းမဆဆပြန်အိတ်တော့ပါလားမားရွှေစင်ချီဗျူမမဆဆဦးဝင်းမလျော်ရီရောမအီရောကိုတန်းထိုင်မမြမြတန်တလီရောနော်တီတီမဲမဲဝင်းတို့တီတီဦးတို့တီယံဦးတို့ ကိုမေကိုရဲကိုရဲတတော်မုံလို့တော့ပေါ့တောင်းရတာကိုတန်းထိုင်ကိုရဲကိုရဲဒီမှာဆက်ဆောက်အမြဲမြဲမရွှေသိင်ချင်ဘူးမညုံပြကိုဟိတ်မဟိတ်ကိုရဲကိုရဲမခင်မမြမမဆဆာမခင်မမြကိုဝင်မမယ်မမယ်မမယ်မနေပန်းတော့ပြောတော့နော်မချူလာဟန်နီကိုတန်းထိုင်မချူလာဟန်နီမတင်စားပါ မညပြမနုမိစဉ်မမေဟောအလုံးဝတင်ကိုတိမနိုင်ကိုပါတော့သူရပန်းခူးမရဖြစ်သွားတာနဲ့တူတယ်သူတရဲ့ဂျန်ကွက်ကလေးပါလို့ပြောရမှာနဲ့တူတယ် ူတာကဒီနေ့သူပြီးတော့ခွဲတိုင်းထားမယ်ပေါ့နော်တကယ်လို့ဒီနေ့လဲစူးစမ်းပြီးတော့လဲတင်ဆက်ပါမယ်ပေါ့နော်တကယ်လို့မရောက်လာဘူးဆိုရင်ဒီနေ့လဲအဟောင်းလေးကြီးပေးပါပေါ့နော်အဲ့လိုနေပြောချင်ပါတယ်နောက်ထပ်တော့ဆရာဥက္ကပောင်ရဲ့ဟိုစာလေးစာအုပ်ကအဲဘာကိုရွေးထားလဲဆိုတော့ မြို့မြို့ထဲမှာစုပြီးကြီးများစွာလည်းရွေးချယ်ကြပြီအစကကိုသားအားလို့ရှင်တော့ကိုသားသူကိုယ်ဆက်ကဖတ်ပေးမယ်နဲ့တူတယ်ခုတော့သူမဖတ်သေးဘူးဆိုတော့သူကဆက်ပြီးမှစောက်တယ်ဖတ်ပါအောင်လေအပြန်ကြရင်တော့ပန်းရမလို့အဲ့တော့ဒီကကဒီနေ့တင်ဆက်တာကတော့ တမ်းမြိုင်လည်းနည်းဆိုင်ရနောက်ဆုံးပိုင်းပဲဖြစ်ပါတယ်အဲ့တော့ရတော့အားလုံးပဲတက်တာပါ